ဒီခေါင်းရှင်ကပြပြပေးမိအကြောင်းအရာကတော့အံ့ဩမကုန်နိုင်တဲ့ပင်လေရေအောက်ကပါကြီးတဲကထူးခြားမှုများစွာလက်အန်ဝါဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပင်လေလိပ်တွေဟာရေငန်ပိုင်းတွေသွေးနွေးတွားတွားတဲ့ဘဝတွေဖြစ်ကြပါတယ်။ဟိုးလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာဒိုင်နိုဆောတွေရှိကြတဲ့အရှိခဲ့ကြပြီးတော့အခုထိဆက်ရှိနေသေးတဲ့တဲ့ဘဝတွေထဲမှာလိပ်တွေလည်းပါဝင်ပါတယ်။ လိတ်တွေဟာအသက်150လောက်ထိတောင်တက်တန်းရှိရဲ့အသက်အရှည်ဆုံးရင်းနေတဲ့သဘောတမျိုးလေးဖြစ်လို့ကို့အဖိုးအဖိုက်ထတာအသက်ကြီးနေနိုင်ပါတယ်။ကုန်းလိတ်တွေဟာဆန်ထားရလောက်အောင်နှေးကြပေမဲ့ပင်လယ်လိတ်တွေကတော့စူလာလေရေထဲလွတ်ဆိုသလိုရေကူအတော်ကျွန်းကျင်ပြီးတော့ရေအောက်မှာလှည့်မြန်ကြပါတယ်။ရေမှာပျော်တယ်ရေမှာအနေများတယ်။ ရေထဲမှာတော့နိုင်အကြိုင်အိတ်နေတက်ကြပါသေးတယ်ရေကူးကျွန်းနဲ့ပင်လယ်လိပ်တွေဟာမိုင်းထောင်နဲ့ချီသွားလာနိုင်ကြပါတယ်။ကျွန်းတွေ၊တဲတောင်တွေ၊ကမ်းဆက်တွေပေါ့ဥဥတော့မယ်ဆိုမှလာတက်ကြပါတယ်။ကုန်းလိပ်တွေနဲ့မတူတဲ့နောက်တစ်ချက်ကပင်လယ်လိပ်တွေဟာရန်သူကိုတွေ့တဲ့အခါကုန်းလိပ်တွေလိုခေါင်းကိုအထက်အပြေးဝှက်ထားလို့မရပါဘူးတဲ့။ လိပ်ဖိုးဖိုးလို့ခေါ်ကြရလဲမပြောနဲ့လေပင်လယ်လိပ်တွေမှာမွေးကလေးကသွားတွေမရှိကြဘူးသွားတွေမရှိတော့အဖိုးကြီးနဲ့တူတာပေါ့နော်ဒါဆိုသူတို့ဘလို့အစားစားကြလဲသူတို့ကသွားတွေမရှိပေမဲ့သူတို့ပစက်ရဲ့မေးရွတ်ကျသွားတွေနဲ့အစာတွေကိုစားကြပါတယ်တဲ့ပင်လယ်လိပ်တွေငိုနေရမြင်ဘူးကြားလားသူတို့ဟာတခါတလေမျက်ရည်လေးဆန်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 းနဲ့ငူထားသလိုတွေ့ရတတ်ပါတယ် ဒါပေမဲ့အဲ့ဒါသူတို့ဝမ်းနေလို့ငုံနေရမျိုးမဟုတ်ဘဲနဲ့သူတို့မျိုးချလိုက်တဲ့ပင်လယ်စားငံရေကန်းတွေပိုတဲ့အငံဓာတ်တွေကိုမျက်လုံးတောင်သားမှရှိရဲစားထုတ်တဲ့ဂလန်းလေးတွေကနေစွတ်ပစ်တာပါအဲ့လိမ့်မျက်ရည်မှာစားဓာတ်ကနှစ်ဆပုံများနေပါလိမ့်မယ်နောက်ထပ်ထူးခြားတဲ့အချက်တစ်ချက်ကတော့ပင်လယ်လိပ်တွေဟာရေအောက်ကအဆိပ်ရှိတဲ့ရေမြုပ်လို့အပင်တွေကိုစားလို့ဘာမှမဖြစ်ပါဘူးတဲ့ ူတို့မှာအဲ့ဒီအစိတ်ကိုခုခံနိုင်တဲ့သူများနဲ့မတူတဲ့ခံနိုင်ရည်နဲ့အစာချေစနစ်ပါဝင်လို့ပါအဲ့ဒီအစိတ်ကိုခံနိုင်ရည်ရှိရဲ့ရည်တတဝါကအနည်းငယ်ပဲရှိပါတယ်ကျောမှာတရေပကြီးလို့လိတ်ခွန်ကြီးရည်နဲ့လေသာဘတ်စီးတက်တဲ့ဆိုရဲလိတ်ဆောင်ရားတွေကတော့ကဘာပေါ်မှာအကြီးဆုံးရည်အောက်ကိုအနက်ဆုံးငုံရှိုးနိုင်ဆုံးအများဆုံးရွှေပြောင်းသွားလာကြက်စားပြီးအရေးကူးကိုအတိုင်းတာတစ်ခုထိကျုံနိုင်ကြွနိုင်တဲ့ အနဝလိပ်မျိုးစားဖြစ်ပါတယ်။ပင်လယ်လိပ်တွေထဲကသင်မသိသေးတဲ့ထူးခြားချက်အကြီးကြီးတစ်ခုကတော့ပင်လယ်လိပ်မတွေဟာသူတို့မွေးလာခဲ့တဲ့ကမ်းခြေကိုမှတ်မိတတ်ကြပြီးတော့သူတို့အရွယ်ရောက်လို့ဥတွေဥရမဲ့အချိန်မှလည်းအဲ့ဒီကမ်းခြေကိုပဲလာပြီးဥဥပါတယ်တဲ့။ပင်လယ်လေးဥတွေဟာပင်လယ်ရေအောက်မှာဆိုမရှင်သန်နိုင်ဘူးလေ။ဒါကိုဆယ်မွန်ငါးတို့လို့ပြောရမယ်ဆိုရင်ပင်လယ်လေးတို့အိမ်ပြန်လို့ပြောရမှာပေါ့။ ပင်လယ်လိပ်မမေတွေဟာတခါဥယျာဉ်ဥပေါင်း80ကနေ120တိဥကြလေးရှိပါတယ်။တလာခွဲ2လလောက်ကြာမှဥကနေအကောင်လေးပေါက်လာတတ်ပါတယ်။ပြီးရင်လိပ်မမေဥခဲ့တဲ့နေရာကနေသူတို့ရဲ့သဘာဝအတိအကျောင်းကန်းဆက်စီဆင်းသွားကြတယ်။အဲ့ဒီခရီးဟာတိတ်မဝေးဘူးလို့ထင်ရပေမယ့်လိပ်ပေါက်လေးတွေအတွက်တော့ငွေလာလာခြင်းပထမဆုံးရင်ဆိုင်ကြရတဲ့လောကဒဏ်ကြီးပါပဲ။ လေယုံဒူးစားသူတွေလက်ထဲကလွတ်ခဲ့ရင်တောင်ကန်းဆက်ကိုသွားတဲ့ရန်တလျှောက်သူတို့ကိုစားမဲ့ဇင်ယော်ရီကနန်းတွေတိတ်ငက်တွေမွေတွေခွေးတွေရန်ကမလွတ်တဲ့ပင်လယ်လေးပေါက်ကလေးတွေအများကြီးရှိကြပါတယ်ရေထဲရောက်သွားပြန်ရင်လည်းငါးကြီးတွေငမန်းတွေရန်ကိုကြောက်ရပြန်ပါတယ်ထားကြောင့်ပင်လယ်လေးလေးတွေဟာအကောင်တထောင်မှာတကောင်နှုံးလောက်ပင်လူလားမြအွယ်ရောက်ပါတဲ့ လူတွေအသက်18နှစ်ဆိုအရွယ်ရောက်ပြီဆိုပေမဲ့ပင်လယ်လိပ်တွေကတော့အရွယ်ရောက်ဖို့နှစ်ပေါင်း30ကနေ50အထိကြာမြင့်တက်ကြပါတယ်တဲ့တိတ်ထူကြတဲ့အချက်ကတော့အကောင်လေးတွေအထီးအမှဖြစ်ခြင်းဟာဥလေးတွေကနေအကောင်ပေါင်းလေးတွေဖြစ်လာတဲ့အချိန်မှရတဲ့သဲရဲ့အပူချိန်ပေါ်မူတည်နေပါတဲ့သဲရဲ့အပူချိန်အေးရင်အထီးလေးတွေအဖြစ်ပေါက်လာပြီးတော့သဲရပူရင် အမလေးတွေဖြစ်သွားကြပါတယ် အထီးနဲ့အမားတွေရဲ့အရွယ်စားဟာအတူတူပါပဲပင်လယ်လူတွေဟာရင်းရုံရဲ့ပင်လယ်မြက်တွေကိုစားပေးခြင်းဖြင့်သူတို့ဆွန့်ထုတ်လိုက်တဲ့မစင်တွေကအပင်တွေအတွက်အာဟာရဖြစ်စေပြီးခေယစနစ်ကိုအကျိုးပြုပေးပါတယ်ပင်လယ်လေးတွေဟာဒေသအမွေနှစ်တစ်ခုလည်းဖြစ်ပြီးတော့ကမ္ဘာလက်ခီးတွေတွေကိုဆွဲဆောင်နိုင်ကြပါတယ်ဝမ်းနဲ့စရာကောင်းတဲ့အချက်ကတော့ပင်လယ်လေးတွေဟာလူတွေပြစ်တဲ့အမိုက်တွေကိုအစာထင်းပြီးစားမိကြတာကြောင့်သေဆုံးကြရပါတယ် ်လူတွေပြစ်တဲ့အမိုက်တွေလူတွေရဲ့စားသုံးမှုတွေလက်ဥဖို့တောင်းနေရှားပါမှုတွေနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်ပင်လယ်လက်ကောင်းရေဟာတနေ့ထက်တနေ့နည်းနည်းလာကြပြီဖြစ်ပါတယ်။ဒါကြောင့်ပင်လယ်ကြီးစီသွားလို့သူတို့ကသူတို့အေးအေးဆေးဆေးနေကြတဲ့ပင်လယ်လက်တွေကိုတွေ့ရင်ချစ်ခင်ပေးကြဖို့တန်ဖိုးထားထိမ့်သိမ့်ပေးကြဖို့မမေ့နဲ့နော်။ င်မတိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေအကြောင်းထပ်သိချင်သေးရဆိုရင်တော့ Avocado Story Recipe Facebook Page, Avocado Story Magazine YouTube နဲ့ Thorpe The Bowen Magazine တက်တော်တို့ကို Like Follow Subscribe လုပ်ထားခဲ့လိုက်တော့เนาะ